စတာဘတ်တစ်ဖြတ်ပြီးတော့အခုကနောက်တစ်မျိုးအဲ့မှာကလေးဘာကြိုရမလဲဆောရီလက်မီကိုဖတ်ဘာရေကတ် ယူရဘူးရှင်ဒီကလည်းဟာအမတရားကိုပြောပြောထားတာသဘောကျလို့ပြန်ပြီးတော့ပြန်ဝင်ပါမယ်အာမီဒီယာရဲ့ခန့်ကန်တာနဲ့ပတ်သက်ပြီးတော့မှရေးကြည့်ကြောင်းပြောရင်းနဲ့အလွန်မတ်တို့ရဲ့အလွန်မတ်တို့ရဲ့အာပါပါဒုက္ခပေးတာဆိုပြီးတော့မှဟိုဟာကိုပြောထားတာအာသဘောကျလို့သူခေါ်တဲ့နာမည်အလွန်မတ်ဘာမှလိုရတော့ဟုတ်တာပေါ့ ပြောစရာပဲဟိုကလေဒီကကဘာပြောချင်လဲဆိုတော့ဒီဓမ္မလောကလက်ကရေးလို့တော့လေအထူးသဖြင့်ဒီ international advocacy လို့တဲ့ခါကြတော့ဘယ်နိုင်ငံကဘယ်လိုဆိုတာလေ့လာရတယ်ကျွန်မတို့အဓိကဆံပြလေ့လာတဲ့နိုင်ငံတွေထဲမှာအမေရိကန်လည်းတနိုင်ငံပါတယ်ကနေဒါလည်းပါတယ်ဆွီဒင်ယူရိုနိုင်ငံတွေပေါ့နော်ဘာကြောင့်ဆိုတော့ advocacy ွားတယ်ဆိုရင်ဘယ်နိုင်ငံတော့ဘယ်လိုဒီမိုကရေစီစတင်မှုရှိပြီးတော့ဘယ်လိုတော့အာညီမအရေးပေါ့အာရှအရေးအာရှအရေးတဲ့မှာမှာဒီညီမပြည်အတွက်ကိုဘယ်လိုမျိုးကောင်းကောင်းဟိုစဉ်းစားပေးလဲဒီလူချုပ်ရေးကောင်စီမှာဆွေးနွေးမှုတွေကညီမပြည်နဲ့ပတ်သက်ပြီးတော့မှသူတို့ရဲ့ရည်ရွယ်ချက်ကဘာလဲဆိုပြီးတော့မှလေ့လာတဲ့ခါကျတော့အဲ့မှလည်း EU level trip ပါနော်ဒီကတော့ကျွန်မတို့ဆရာမတွေလည်းကျွန်မတို့တွဲခေါ်တယ်ဟိုမှာမခင်ကုန်ပါလို့ဆိုရင်တူတူသွားပြီးတော့မှအမှလေ့လာတဲ့ခါကျတော့အဲ့လိုမျိုးကဆယ်စုနှစ်တစ်ခုလောက်ကျွန်မတို့လုပ်ခဲ့တယ်ပေါ့နော်လုပ်ခဲ့တဲ့ခါကျတော့အဲ့ဒီဟာသိတယ်အမေရိကန်ရဲ့အကြောင်းကိုလည်းကျွန်မတို့ကသိတယ်အဲ့ဒါကိုပြောတဲ့ခါကျတော့နင်တို့ကအခုမှရောက်တော့မသိဘူး တဲ့ကျမကိုပေါ့နော်။ငါပြောထားတဲ့လူရှိတယ်။ဟိုငါတို့ကဒီမှာကြာလို့တည်တယ်လေ။ကျမအဲ့လိုမျိုးပြောရင်ထင်ကိုမကြည့်တာ။ဘာကြောင့်ဆိုတော့ဒီမှာကြာတဲ့လူတွေတော်တော်များများကတော်တော်များများကအိမ်နဲ့ဆက်ယုံဆက်ယုံနဲ့အိမ်လောက်ပဲပြီးတဲ့လူကများတယ်လေ။အဲ့လိုပြောလို့အဲ့ဒီဟာကိုဟိုဟာနှိမ့်ချင်လို့ချိုးနှိမ့်ချင်လို့ပြောတာမဟုတ်ဘူး။နိုင်ငံရေးကိုကျမတို့လိလထားတယ်လို့သူသိချာချာလိလခဲ့တာမဟုတ်ဘူး။ ီနိုင်ငံမှာနေလို့သာဒီနိုင်ငံရဲ့ test claim တွေ condition တန်းတွေဘယ်လောက်ရတယ်ဘာညာ EPD ဘယ်လိုရတယ် medicate ဘယ်လိုရတယ်အဲ့ဒါတွေကသူတို့ကနေတူတူကအာဆန်နေလိုက်ချီပြီးတော့နေလာလို့သိရင်သိမယ်ကြံတဲ့ဟာတွေသူတို့မသိဘူးဆိုတော့ကျွန်မပြောတဲ့စကားကရှင်းရှင်းလေးဒီခုနကပြောတဲ့ဒီသမတပေါ့နော်အာဒီ turn left ထက်ဒီဒုတိယအကြိမ်မှာတော်တော်ဆိုးဝါးဆိုးဆိုးဝါးဝါသူကအနာရှင်ပုံစံ အဲသူကလှုပ်လှုပ်တဲ့ကိစ္စကို ကျွန်မကပြောတော့သူတို့ကဘာနာလဲဆိုတော့သူတို့ကထွန့်ဘက်ကနာကြတာပေါ့လေအမ်ဘာနာလဲဆိုတော့ဟိုသူ့နိုင်ငံကသူတိဆောက်နေတာပေါ့ပြန်တဲ့အစိုးရတွေကအာပြန်တဲ့အစိုးရတွေကတဲ့နိုင်ငံကျိုးမြင့်ရှိနေတာမသိကျိုးကျော်ပြူတယ်တဲ့အခုထွန့်တာအဲ့ဒီဟာကိုဒီကလုတ်တယ်အဲ့လိုပြောချင်းဆိုသူပထမတက်တာတော့ကသူမလုပ်နေခဲ့လေပထမကတည်းကသူမလုပ်ခဲ့ဘူးလေ ဒီခါကသူကအနာရှယ်သွေးခင်တာပဲကျွေးရတော့နိုင်ငံတိုင်းမှာရှိတယ်ဒါပေမဲ့ US မှာတော့သူကကမ္ဘာပံကအဓိကရှိတာဟို World Trade ကအဲ့ဒီဟာရှိတဲ့ခါကျတော့ကျွေးရတော့မှန်တယ်သူမျိုးနိုင်ငံတည်းဆိုရင်သူတို့ကအများဆုံးဘာလို့ဆိုကမ္ဘာကိုလည်းသူတို့ကအများကြီးကူကူပေးတယ်ကမ္ဘာနိုင်ငံတွေကအများကြီးကူပေးတယ်ကူပေးနေရအတွက်အကြောင်းမို့လို့လည်းများတယ်ဒါပေမဲ့ကျမတို့ပြောချင်တဲ့အကြောင်းအရအဲ့ဒါမဟုတ်ဘူး ဟိုကိုယ်နိုင်ငံကိုကူပေးနေတာတော့ကောင်းတာပေါ့နော်ဒါပေမဲ့သူကအခုမှဒီလိုမျိုးထားလို့တယ်ဆိုတာကအရင်ရင်ကတည်းကရှိတဲ့ဟာပဲလေတမတာသက်တာ69ဆက်ရှိပြီနှစ်ပေါင်း200ကျော်ပြီဒီနိုင်ငံမှာဒီမိုကရေစီလေးလေးကျင့်လာခဲ့တာနှစ်ပေါင်း200ကျော်ပြီအဲ့ဒါကြောင့်မလို့သူတို့ကဒီမိုကရေစီဦးဆောင်လမ်းပြကမ္ဘာကောင်းဆောင်လို့ပြောတာအခုထွက်လို့တဲ့ကမ္ဘာကောင်းဆောင်မဟုတ်ဘူး ်ဆိုတော့ကဘာခေါင်းဆောင်ဆိုတဲ့နာမည်ကဒီထွက်လက်ထက်မှာပြက်သွားတာသူကအမေရိကန်သည်ကဘာခေါင်းဆောင်ဆိုတဲ့ဟာကဒီထွက်လက်ထက်မှာပြက်သွားတယ်ဒါပကြောင့်မို့လို့နောက်၄နှစ်ကိုစပြီးတော့နောက်တက်တဲ့လူကပဲပြန်ပြီးတော့မှဟိုကဘာခေါင်းဆောင်နေရာရအောင်အမေရိကန်ရအောင်ပြန်ပြီးတော့မှပြောမယ်အမေရိကန် first ဆိုတာပြောတာတကဘာလုံးမှအမေရိကန် first ကိုပြောတာဒီသူတို့ကဒီနိုင်ငံအတွက်ပဲ American Fast ကိုပြောတာမဟုတ်ဘူးကျမတို့ပြောနေတယ် American Fast ဒိတ်ပဲကပဲပဲကောင်းဆောင်ပဲပဲပဲဟိုဟာပြအဲ့ဒါကြောင့်မို့လို့သူကပညာဓာတ်တွေရှိတဲ့နေရာမှာသူရှုံးတယ်ဆိုတာ New York မှာသူပပတ်ဆက်ဆက်ရှုံးတယ် Boston လိုမျိုး Harvard တက္ကသိုလ်ရှိတဲ့မြို့တွေမှာအာ Manchester ပြည်နယ်မှာသူရှုံးတယ်ဘာကြောင့်ဆိုတော့သူကအာပညာဓာတ်တွေရသူရဲ့ဒီ ideology ကိုလက်မခံဘူး ူရဲ့အစွန်ရောက်ပြီးတော့မှတကူကောင်းဆန်တဲ့ဟာတွေကိုသူရဲ့တကူကောင်းဆန်မှုကတော့အကုန်လုံးသိတာပဲအာအဲ့ဒါကြောင့်မို့ကျွန်မအရင်ဗီဒီယိုမှာပြောပြီးပြီလူတယောက်ကနိုင်ငံကောင်းဆောင်လုပ်မယ်ဆိုရင်သူရဲ့စတဲ့ဖုန်းတွေပြောတဲ့စကားတွေပါတွေကအကုန်လုံးမလုပ်ဘူးလားလို့ကျွန်မမေးတာရှိဘူးတယ်အဲ့ဒါကြောင့်မို့လို့အဲ့ကြောင့်မို့သူက UG ပန်းတကယ်တော့အ UG ပစ္စံရှိရင်အကုန်ဖြစ်တယ်ဆိုတဲ့ဟာနဲ့အဲ့လိုမျိုးတနာရေးရှင်အဲအရေးရှင်အာနာရှင်စနစ်ကိုသူကတိဆောက်တာ ဲ့လိုပြောရင်ကတဲ့ကဒီမိုကရေစီကရည်ရှင်နိုင်ငံပဲလေလို့ပြောရင်အမေရိကန်ကရင်ကတဲ့ကရည်ရှင်နိုင်ငံပဲလေလို့ပြောရင်ဟုတ်တယ်ရင်ကတဲ့ကရည်ရှင်ဒီမိုကရေစီနိုင်ငံဒါပေမဲ့အခုကတော့အာဒီမိုကရေစီပြတ်ပြီးတော့အရင်ရှင်နိုင်ငံဖြစ်ဖို့အတွက်ကိုအဲ့လိုမျိုးဖြစ်သွားတာပေါ့နော်ဆိုတော့ကျွန်မပြောချင်တာကဒီကျွန်မတို့ပြောနေတဲ့အာ ဒီဒီမိုကရေစီရေဒီဟောက်ပဒေစမိုးရေပြီးတော့မှဒီလိုမျိုးအာဒန်းလူညီမြရေခွဲခြားဆက်ဆံမှုတွေပပျောက်ရေဆိုတဲ့ဟာကဒီသူတို့ပြတော့ဒီလူ့ခရေးပြည်ဝရေဒီမိုကရက်တစ်ပရင်စင်ပါဘောနော်ဘီအက်ဆန်တပ်ကိုဖိုးဖိုးတယ်နဲ့တိုက်တာပြီးတော့ပြောတာဟုတ်ဆိုတော့ပြောမယ်ဆိုတော့အများကြီးပေါ့လေနော်အဲ့လိုဆိုတော့ဟိုပါအာဟာ ဒီလိုလေပြောချင်တာကအမေရိကန်မှာဆန္ဒပြတာမဆန်းဘူးဟုတ်တယ်လောကမဆန်းဘူးဒါပေမဲ့သူ့ကိုထောက်ခံတဲ့လူတွေကသူ့ကိုပြန်ပြီးတော့ဆန္ဒပြတာတော့ဆန်းတယ်အဲ့ဒါကိုပြောချင်တာဘာဖြစ်လို့သူ့ကိုထောက်ခံတဲ့လူတွေကသူ့ကိုပြန်ပြီးတော့ဆန္ဒပြလဲဆိုတော့သူကကျမရင်ဗီဒီယိုမှာလည်းကျမပြောခဲ့သေးတယ်ဒီအမေရိကန်နိုင်ငံသားတွေအတွက်အကျိုးစီးပွားဖြစ်တယ်ဒီမယ်ရီခိတ်မယ်ရီခဲရပေါ့နော် EBD အပြင်ဒီအသက်ပြင်ဆင်ရပြီးသားလူတွေ American လူတွေ Social Security ပြင်ဆင်ပြည့်တဲ့လူတွေကအခုသူတို့ဘာလုပ်လဲဆိုတော့အဲ့ဒီဟာဖြတ်မယ်ဖြတ်မှမဟုတ်တဲ့အတွက်ကြောင့်ဖြတ်မှမဟုတ်လို့အဲ့ဒီဒီသူနိုင်ငံသားတွေသူ့ကိုထောက်ခံတဲ့လူတွေပါဆက်ကျင်တယ်ထောက်ဆောင်ဆန္ဒပြတယ်လို့အဲ့ဒါပြောချင်တာ ောတယ်မောတယ်ပြောရတာလေတခါကျရင်ဒလန်းတစ်မျိုးပဲတွေးတဲ့လူတွေလည်းဟိုဟာနည်းနည်းတော့ပင်ပန်းတယ်ဟိုစကားပြောရတာလေဘာကြောင့်ဆိုတော့ရှူတော့ဆိုတာလည်းများများတော့ရှိတာပေါ့နော်အများကြီးရှိတယ်ရှူတော့ဆိုတာဘယ်ရှူတော့ပုံမှာရတ်တယ်လဲဆိုတာလည်းမူတည်တာပေါ့အမေဒါမကြသေးလို့အမေရိကန်အကြောင်းမသိလို့ပြောတယ်ဆိုပြီးတော့မှပြောထားလို့ခဲ့တာလေးဖြစ်နေတာဟုတ် Tak suri ama le tak suka sama yang malak kau kain ni. Ada jangan bilang kau ada mau lah. No, he is in Kiswada. Our neighborhood playground. Kiswada cuma tu in yang nak bayar mahal yang. Wah, bok. Ni deh, kalau kau dah bayar pesan. Cuma ama jangan ni deh. Kau also there, baby. Uh -huh. You also miss Kong right? Uh -huh. I want the slide to be there now, the old slide. Why uh -huh. did they replace the slide? Uh -huh. They replaced it with the slide. They had that? They replaced with a big slide that I really like. Oh, hello. Yeah, they replaced. Oh. They got all it. ဘုခွတခွတင်လို့မှတ်ပါလို့ပညာရှင်တွေကပြောနေတယ်ဒေါက်တာတွတ်စကားတော့သူကသူလို့လို့ရသလောက်ရမယ်ထင်ပြီးတော့သူလုံးလိုက်လွတ်တော်နဲ့ဟိုဟာရှင်းနေချုပ်ကကောက်ွက်ရဲ့သူကပြန်ပြီးတော့ရှော့လိုက်အဲ့လိုလုံးမှာပဲလေလူပြည်သူတွေရဆန္ဒပြတယ်ဆိုရင်တခါဖြေလျှော့လိုက်အဲ့လိုမျိုးတွေသူကလုံးနေမှာပဲသူရဲ့အာဏာကိုဘယ်လိုဘယ်လောက်ထိသူကချက်ထွင်လို့ရလဲဘယ်လောက်ထိဆန်းလို့ရလဲဆိုတဲ့ပုံပုံစံလေးသူကဘယ်လောက်ထိတကူကောင်းဆန်လဲဆိုတော့ ူရဲ့သားသမီးတွေအကုန်လုံးကမီလီယံနာတွေဘီလီယံနာတွေမီလီယံနာမဟုတ်ဘူးဘီလီယံနာတွေဆိုတော့သူရဲ့ policy ကသူကဘီလီယံနာတွေကိုခေါ်လျှော့ပေးမှာခြေခံလူတန်းစားတွေသူကခေါ်တိုးမှာအဲအဲ့လိုမျိုးအဲ့ဆိုတော့ခြေခံလူတန်းစားနဲ့ခြေခံလူတန်းစားတွေသူကအလူးလက်ဖြစ်အောင်လှုပ်လှုပ်တာအဲ့လိုမျိုးလူလက်တန်းစားတွေလည်းအော်ခက်ခက်တွေ့အောင်သူကလုပ်မှာအဲ့လိုမျိုးလုပ်တာသူသူရဲ့ဟာအာ ဘီလီယာနာကြတော့သူကခွန်ဖြေလျှော့ပေးမှာအဲ့လိုမျိုးဆိုတော့သူရမိသားစုတွေသူရသားသမီးတွေအကုန်လုံးကဘီလီယာနာတွေပဲတခုတော့ရှိတာပေါ့လေသူကတော့ဟိုဟိုအကြီးချင်းပစ္စံရှာတဲ့စီးပွားရှာတဲ့စီးပွားရေးတမပဲလေအဲ့ဒါကြောင့်ဘုလို့သူကစီးပွားရေးအတွက်ပဲတွေ့တာကြံတဲ့ဟာဒါကြံတဲ့ဟာလူခွင့်ရေးစံတန်ဖို့တို့ဒီမိုကရေစီစံတန်ဖို့တို့နဲ့ဘာလို့ဘာလို့မှမကြည့်ဘူးမကြည့်တဲ့အတွက်ကြောင့်မို့လို့သူကဒီ5 million နဲ့ရောင်းမယ်ဒီ goal ကိုပဲကြည့်လေ ဘယ်လူမဆိုအဲ့ဒီမှာကဘာနိုင်ငံကအစ်တက်ချက်စားလို့ဟိုရစဝတ်မှုတွေကျူးကျူးလွန်ပြီးတော့မာနမကောင်းတဲ့လူတွေဆပ်ရှင်လုထားတဲ့လူတွေဆပ်ရှင်ဆိုတာကတော့ဒီဘာလို့အမ်ဒူ တူဦးတယောက်ချင်းစီကသူ့နိုင်ငံမှာလူခွင့်ရေးချိုးဖောက်မှုတွေရှိလို့မှခလိုနီတွေစစ်ခလိုနီတွေပြမပြမဆိုရင်ချက်ဖို့ချက်ဖို့ခေါင်းဆောင်တွေနဲ့စစ်ခေါင်းဆောင်တွေသာသမီဆွေမျိုးအကုန်ပါတာပေါ့နော်အဲ့ဒီလူတွေကိုသူကဟိုလည်းရေးရုပ်ပိတ်ဆို့တာအဲ့ဒီလူတွေဗီဇာမပေးဘူးအဲ့ဒီလူတွေနဲ့ခရီးသွားလာခွင့်မပေးအဲ့လိုမျိုးတွေလုပ်တာအဲ့လိုမျိုးတွေလုပ်တဲ့ခါထဲထဲဟာကိုသူကသူလက်ထက်မှာမှဒီလူတွေက 5 million dollar ပေးနိုင်ဒီနိုင်ငံကိုပြောင်းရွှေ့ပြီးတော့လာလို့ရပြီအဲအဲ့လိုမျိုးပဲသူကစစ်ဘောရဲ့အတွက်ပဲတွတ်တွတ်လာလေအဲ့လိုမျိုးအဲ့ဒါကြောင့်မလို့ခုနကဒီဒီမိုကရေစီရဲ့စံတန်ဖိုးတွေလူခွင့်ရေးစံတန်ဖိုးတွေအဲဟိုပျောက်ပျောက်ဆုံးတယ်ဆိုတာကိုပြလက်ထက်ပါလေအဲ့ဒါကိုပြောချင်တာဒါပေမဲ့လင်းနေမပြည့်ပါဘူးဒီဖိုးကြီးခုလုံးနေပုံစံနဲ့ကြည့်လိုက်ပါဦးလေးနဲ့အဲပြည့်ရတော့မှအခုတော့မှတ်တာမယ်ဆိုတော့တော်တော်ထွက်နေတာပဲလေအဲ ့စကားဘလောင်ဘလောင်ပြောခဏလေးတမျိုးခဏလေးဟိုဖြစ်အဲ့လိုမျိုးလဲဆိုတော့ anyway တော့တခုရှိသေးတယ်တော့တခုကပါရှိသေးလဲဆိုဥပမာဆိုရင်မဆွေမြတ်သူစားတော့ဆွေမြတ်လန်တာတော့ဆိုရင်သူတို့ကစစ်ခလုံနေသားသမီးတွေဟုတ်တယ်လေစကတည်းကသူသူဖေကိုတည်းကတကယ်ဆိုသူတို့ကဆပ်ရှင်ထဲမှာပါတယ်အမေရိကန်ကိုဗီဇာရှောက်ဖူးတယ်ဘလူးမှတ်တယ်ညအဲ့ဒီ process ကိုသိတယ်သူက ြောရရင်ဥမာကြက်ไข่ဖွက်ပြုတ်ကလူကောင်းဆောင်တွေနဲ့အဆွေမျိုးလားမမီးအဲ့ဆွေမျိုးတွေကိုတခါတည်းရေးချရတာဟုတ်ဟင်ကိုရဆွေမျိုးတွေရဲ့ဟိုဟာတွေကိုရေးချရတာပြီးတော့ဟိုစစ်တပ်ကခေါင်းဆောင်တွေနဲ့အာလူတွေနဲ့ဆွေမျိုးလားဆွေမျိုးဆိုဘယ်လောက်ဘယ်လိုတော်လဲဆိုတာအဲ့ဒီဟာကိုသူရေးချရတယ်ဆိုတာက နာက subscription လုတ်ထားတယ်သူတို့စီးပွားရေးရေးယူမှု လုတ်ထားတယ် visa မပေးဘူးဆိုပြီးတော့ပေးဆုံးမှုလုတ်ထားတယ်ဥမာဒီ cloning other media တွေဆိုရင် medical လို့ပြောမှာအာကျောင်းလာတက်ချင်တော့တက်လို့မရဘူးဟိုသူတို့က visa ပိတ်ထားတဲ့အတွက်ကြောင့်မို့အဲ့လိုလူမျိုးတွေကိုသူကလုတ်ထားတဲ့ခါကျတော့ဟိုဟာပေါ့ပမှတ်ကန်ကန်ရင်ကလေးကစဉ်းမျက်နှာတို့ကပမှတ်ကန်ကန် visa ရှောက်ပြီးတော့လာတယ်ဆိုသူတို့လာလို့မရဘူးသူတို့အဲ့ဒါသူတို့လိန်ပြင်းရပြီးတော့မှ ူတို့လျှောက်တာအဲ့ဒါကြောင့်မို့လို့ဘာဖြစ်ဆိုအမေရိကန်ဗီဇာကိုလျှောက်တဲ့လူမှတည်းများအဲ့ဒီ process ကိုသိတယ်အကောင်လုံးဖြစ်ရတယ်အဲ့ဒီဟာတွေသူတို့ exception လောက်ထားတဲ့ဟာအဲ့ဒီ cyclone တွေကြက်ဖို့ကခေါင်းဆောင်တွေသာသမီတွေအရင်တော့ကအတဲကအဲ့ဒီသာသမီတွေအဲ့ဒီကြက်ဖို့ခေါင်းဆောင်လူကြီးစစ်စစ်တခေါင်းဆောင်လူကြီးအကုန်လုံးတွေသာသမီတွေကိုသူတို့ကဒီဆက်ရှင်ပိတ်ထားတာဖြစ်တယ်ပေါ့နော်အမေရိကန်အဲ့လိုမျိုးအဲ့ဒါကိုပြောချင်တာပါရှင့်ကျေးဇူးတင်ပါတယ်